မန်ချက်စတာယူနိုက်တက်အသင်းဟာလာမယ့်2025-2026ရာသီမှာချန်ပီယံလိဝင်ခွင့်မရရှိခဲ့တဲ့အတွက်ဝစ်ဆွန်စပွန်ဆာ Adidas ထံပေါင်၁၀သန်းပြန်ပေးရမယ်လို့သိရပါဗျ။ Manchester United ဟာ Adidas နဲ့တနည်းပေါင်တန်း60တန်းကြီးရှိတဲ့ sponsor စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးစာချုပ်သက်တမ်းဟာ2035ခုနှစ်အထိဖြစ်ပါတယ်။အဲ့စာချုပ်မှာ Champion League အရှင်ပြိုင်ခွင့်မရရှိပါကစာချုပ်တံမိုးရောကြမယ်ဆိုတဲ့သဘောတူညီချက်ပါရှိပြီး Manchester United အသင်းအနေနဲ့အခု Champion League ဝင်ခွင့်နဲ့နေရာတည်ဇက်တိုက်လွှဲချော်ခဲ့တာကြောင့် Adidas ထံပေါင်10တန်းပြန်ပေးရမယ်လို့သိရပါတယ်။ Manchester United အသင်းဟာလာမယ့်2025-2026ရာသီမှာ Champions League ဝင်ခွင့်သာမကတခြားဥရောပပြိုင်ပွဲတွေမှာလည်း ်ရှင်ပြိုင်ခွင့်မရခဲ့တာဟာ2014-15ရာသီနောက်ပိုင်းပထမဆုံးအဖြစ်လဲမှတ်တမ်းဝင်ခဲ့တာပါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဥရောပပြိုင်ပွဲဝင်ခွင့်မရရှိခဲ့တဲ့အတွက်ဆုံးရှုံးနစ်နာမှုများစွာရှိခဲ့တဲ့အပြင်ပရီးမီးယားလိပြိုင်ပွဲမှာလည်းအမှတ်ပေးစရာအောက်ခြေကိုရရှိနေတာကြောင့်ဝင်ငွေများစွာရော့ကျမယ်လို့သိရပါတယ်ပရီးမီးယားလိပြိုင်ပွဲမှာရည်တည်မှုအဆင့်တစ်ခုရဲ့တန်ဖိုးဟာပေါင်3သန်းဝင်းကျင်ရှိတဲ့အတွက်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အဆင့်9နေရာကအသင်းထက်ပေါင်သန်း30ကျော်ရွှေနေဝယ်ရှိနေတယ်လို့သိရပါတယ်